မင်္ဂလာပါရှင်ကျမကဒီကနေ့မစ်ဆူလိုပြပြပေးခြင်းနဲ့အကြောင်းအရာကရေဒီယာပေါ့နော်အဓိကရေဒီယာကအဲမင်္ဂလာပါရှင်မင်္ဂလာပါရှင်လို့ပြောရကြတော့လေအဲတခါတလေကြားလို့ရှိရင်ကိုယ့်ကိုမြဲတယ်ဆန်းစစ်မိတယ်ဘာလို့ဆိုလက်ရှိကျမတို့ပြေဆုံးကြုံတွေ့နေကြတယ်မြင်နေသိနေကြားနေရတဲ့အရာတွေကမင်္ဂလာဆိုတဲ့အရာနဲ့အနည်းငယ်တော့ဝေးกว่าနေရအဲ့တော့ အဲ့တော့ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒါမှကျမတို့ကမြင်္ဂလာဆိုတာရှောင်းဟိုမင်္ဂလာဆိုတာကအမင်္ဂလာမဟုတ်လीမင်္ဂလာဖြစ်တဲ့တကြောင်မကျွန်တော်ဆောင်းရမှာ哦ဆောင်းရမှာမဟုတ်တာအဲ့တော့မင်္ဂလာဆိုတာဆောင်းရမယ်အဲ့တော့ကျမတို့မင်္ဂလာတွေဆောင်းကြတာပေါ့အဲ့တော့အဓိကတော့ကျမမင်္ဂလာပါရှိဆိုတာအသိနမိတ်ကျမတို့ဒီကျမတို့ရဲ့နိုင်ငံပေါ့နော်နိုင်ငံရဲ့ဒီရှိတဲ့နေရာကပြောမဆိုလို့ရှိရင်ဇဘူဒီပါလက်ရာတောင်ကျွန်းဩဝနမိတ်ထုံးတဲ့ကျွန်းနဲ့ ကျမတို့ရနမိတ်ကြီးနဲ့ကျမတို့ကဒီမြင့်နေရာတွေမှာတော့မဟုတ်မသိဘူးကျမတို့နိုင်ငံရဲ့ဖြစ်တည်မှုကကြတော့အတိတ်နမိတ်တပောင်စနီးဆိုတာမျိုးရှိတယ်နမိတ်စကားတွေကဖြစ်တဲ့တပောင်စကားတွေတပောင်တွေအဲပြီးွားတဲ့ခါကျလို့ရှိရင်အတိတ်နမိတ်တွေအခုဆိုလို့ရှိလို့ရှင်လဲအဲထပ်ပြီးကြားနေရပြန်ပြီဘာလေးဖြစ်ပြီဆိုဟာကက်ကြီးဆိုင်နေပြီဟာကက်သုံးမဆိုင်နေပြီပြောလိုက်တဲ့ကက်ကက်ကက်ဆိုတာတွေကအာ ဖိတ်ခေါ်သလားအောင်မရဒိုင်းနိုင်နိုင်နဲ့ရောက်လာတာကျမတို့မှာအဲ့တော့ဒီအသက်ရရောက်လာပြီစိုးတဲ့အရာတွေကိုတခါကျစဉ်းစားရတယ်ကျမတို့အော်ငါတို့ကြီးတော်တော်ကန်ထူးတဲ့သူတွေပဲဘာကြောင့်မို့လဲဆိုဒီဒီတနေ့ဒီနေ့ကလေးပြောမယ်ဆိုရေရေအားကြောင်းလည်းပြပြမယ်ကိုပြောချင်တဲ့စကားရေပြောတာပေါ့အဲ့တော့ဘာလို့ဆိုဒီအသက်ရွယ်မှာတော်တော်များများကိုတွေးမြင်စုံတွေ့ပြီးသွားရေတော်တော်ကန်ထူးတယ်ပေါ့နော်အဲ့လိုမျိုး လူတိုင်းလူတိုင်းပေါ့လက်ရှိဖြစ်တည်နေတဲ့သူတွေအကုန်လုံးပေါ့လူတိုင်းလူတိုင်းအဲ့လိုမျိုးအဲ့တော့အဓိကပြပြပေးချင်တာကကတ်သုံးမားကအခုကပြောမစလို့ရှိရင်ကတ်သုံးမားကိုကြော်လားစီနိုင်တဲ့ရည်ရည်အကြောင်းကိုပြပြပေးချင်တာပေါ့နော်အရင်တော့ကဒီအဲရှိခဲ့ဘူးတဲ့ကျမတို့ရဲ့ဝိဇာကြီးရေသုံးမပညာရှင်ကြီးရေဟိုးအရင်ကဒီလိုမျိုးကတ်သုံးမားမှုကြုံတဲ့ခါကြလို့ရှိရင်မိမိတို့ရဲ့အိမ်ဝိုင်းရေးထဲမှာသူကအဲဲမှုစီဒီလေးတွေ အဲကိုမိမိရဲ့နေရာတဲဘုံစရီတမန်နေရာမှာရာစမတ်ကားတယ်ပြီးသွားလို့ရှိရင်တေးချာတဲဘုံစရီတဲတယ်ပြီးရင်အနေစကားတင်းနေအဲအဲ့လိုမျိုးပေါ့နော်မျိုးစုံမျိုးစုံအဲ့လိုမျိုးလေးနေတဲဘုံတက်ကြော်ရဲတွေအားဆိုပြီးကျွန်တော်တို့တွေလုတ်ခဲ့ကြတာဒါပေမဲ့ဒီအခုကျွန်တော်တို့တွေဒီလက်ရှိရဲ့ခေစနေရကြည့်မယ်ဆိုလို့ရှိရင်နေရာထိုင်ခင်းနေရာကြည့်မယ်ဆိုလို့ရှိရင်တဲဘုံစရီတရားလောက်တဲ့မြင်နေရအကျယ်လေးတွေကျွန်တော်တို့မှာနေတယ်ပြီးတော့နောက်တစ်ခုကလွဲချော်မှုလေးတွေ ရှိရသလိုရှင်လည်းမကောင်းတော့ဘူးပေါ့နော်အဲ့လိုမျိုးအဲ့ဒါကြောင့်မို့အဲ့လိုမျိုးကြုံတွေ့တဲ့အခါမိမိတို့ကကက်ကျော်ရေရရားဆိုတာရှိတယ်ကက်ကျော်ရေရရားဆိုကက်ကြီးသုံးမားပေးကကြော်လာနိုင်မှာဈေးဆိုပြီးရည်ရွယ်ပြီးတော့တူတန်းနဲ့မဆော့ဘုရားရှင်တူတန်းနဲ့ရေရရားမျိုးပေါ့နော်အဲ့တော့ကက်ကျော်ရေရရားဆိုတာကဒီပြောမစို့ကက်ကျော်မို့ကက်ကျော်မို့ကိုတူပေးရတာကက်ကျော်မို့လူမဲဆိုလို့ရှင်ကက်ကျော်မို့ကဘာမို့လဲဆိုတော့ကျမတို့မုတ်စီကျော်ကိုပြောတာမုတ်စီကျော် ွာအိုလီအိုတင်အိုကင်းလေးကတ်ပြီးတော့မစီလေးနဲ့ကြော်ရတာ哦အဲ့လိုမို့အဲ့လိုကြောင့်မို့သူကတ်ကြော်မုံးလို့ကွာအဲ့တော့အဲ့ဒီမုံးစီကြော်၃ခုကိုမြတ်စွာဘုရားရှင်ကိုဒီဝိစာရှစ်တောင်းဆရာအပေါင်းတို့ကြီးကိုစားလှူဒန်းပေးရမှာဖြစ်တယ်ပေါ့နော်ဒီလှူဒန်းခြင်းရဲ့ကုသိုလ်ကိုထို့ပုဂ္ဂိုလ်တွေကိုလည်း အများပေးဝေပေးရမယ်ပြီးွားတဲ့ခါကျလို့ရှိရင်မိမိတို့ရဲ့ဒီလက်ရှိဖြစ်တည်နေတဲ့အရာတွေကနေပြီးတော့လွတ်မြောက်ဖို့အတွက်ကို ဆုတောင်းမေတ္တာပို့တဲ့တရားလေးလှဝင်းမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့လက်ရှိဖြစ်တည်နေတဲ့ဆိုးွားတဲ့နေရာကနေအကောင်းဘက်ကိုပြောင်းလဲသွားမှာမဖြစ်မှာပေါ့နော်။တူတယောက်တည်းလှုပ်ဆောင်တာမျိုးဆိုတာအများကနေပြီးတော့လှုပ်ဆောင်မယ်။ကောင်းတဲ့စိတ်ဓာတ်လေးတွေနဲ့မေတ္တာတွေပွားများမယ်ဆိုလို့ရှိရင်ဟွလက်ရှိအဆိုးဆိုတာလေနော်နောက်တစ်ခါအာကတ်သုံးပါရက်ပြည့်ရှိပါရက်ပြည့်ဆိုတာမိမိတို့ကပြောမှဆိုလို့ရှိရင်တေချာမူလကိုခွဲလိုက်လို့ရှိလို့ရှိရင်လူတွေရဲ့စိတ် လူတွေရဲ့စိတ်ပြုတ်လို့ဘူးပုံစံကြီးအများစွာသက်ဆိုင်ပါတယ်ပေါ့နော်တက်ဝင်ပါတယ်အဲ့ဒါကြောင့်မို့လို့ကိုဒီကလည်းတေချာအဲမျိုးမျိုးမေတ္တာတရားလေးနဲ့တွားမယ်တဦးနဲ့တူကုညီရိုင်းမှုမှုနဲ့အတူကျွန်မအခုပြောတဲ့ရေတရားလေးနဲ့ရေတရားကိုလှုပ်ဆောင်ပြီးတော့ပြောမှဆိုလို့ရှိရင်ဖက်ပဝိဇာတွေဝိဇာအပေါင်းကိုယ့်ရဲ့ဒီပဋ္ဌာန်းဆက်ရှိရဲ့သူဒီအကုန်လုံးရဲ့ကိုစားဆိုပြီးမစပြအောင်လှူဒန်းမယ်သူတို့မေတ္တာပို့မယ်သူတို့ရှေ့ကလည်းပြန်လဲပြီးတော့ ကျမတို့ရဲ့နိုင်ငံကဘာအမျိုးမျိုးအဆောက်အအုံဖို့အတွက်ကိုစုတောင်းခြင်းတွေပြုလုပ်မယ်ဆိုလို့ရှိရင်များစွာကောင်းပါတယ်ပေါ့နော်